မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 3 pressure pascal law နဲ့ပတ်သက်တာတွေကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ကြည့်အောင် pascal law any increase in pressure at the surface of an enclosed fluid must be transmitted to every other point in the fluid This concept was first recognized by French scientist Blaise Pascal in 1750အဲ့တော့ဒီ law ကိုပြင်သစ်သိပ္ပံပညာရှင် Pascal က1650မှာပထမအဆုံး recognize လုပ်ခဲ့ပါတယ်အဲ့တော့ Pascal law ရဲ့အဓိပ္ပာယ်ကပြောပြရမယ်ဆိုရင်သူကပိတ်ထားတဲ့ငွေ့ရည်တစ်ခု fluid ပေါ့နော်ပိတ်ထားတဲ့ငွေ့ရည်တစ်ခုရဲ့အဲ ကွန်တိန်နာထဲမှာပိတ်ထားတဲ့ငွေ့ရည်တစ်ခုရဲ့မျက်နှာပြင်မှာရှိတဲ့တိုးလာတဲ့ pressure ဟာအဲ့ဒီငွေ့ရည်အတွင်းထဲမှာပဲဖက်ဖက်ကိုသူကထုတ်လို့ပြန့်နှံ့စေတယ်ဆိုတဲ့သဘောတရားကိုပြောတာပဲဖြစ်ပါတယ်။ဆက်ကြည့်အောင်။ When a fluid completely fills a vessel and the pressure is applied to it at any part of the surface that pressure is transmitted equally throughout the whole of the enclosed fluid this is known as pascal law the concept of pascal law is very useful in practice in the working principle of the hydraulic brake and hydraulic press ဟောငွေရည်တစ်ခုကိုအပြည့်ဖြည့်ထားပြီးတော့လောအောင်ပိတ်ထားတဲ့ခွက်ဒါမှမဟုတ်ထက်ခံစရာပစ္စည်းရဲ့ဒီမျက်နှာပြင်တနေရာမှာဖိအားတက်ရောက်မယ်ဆိုလို့ရှိရင် အဲ့ဒီဖီအားဟာငွေရည်အတွင်းမှာသူကအဖက်ဖက်ကိုညင်ညာစွာထုတ်လွတ်ပြန့်နှံ့သွားတယ်။ဒါဟာပါစကယ်ရဲ့နေရာမှာပဲဖြစ်တယ်။အဲ့ဒီသဘောတရားကိုအသုံးပြုပြီးတော့ရေအားသုံး break နဲ့ရေအားသုံးဖိဆက်တွေကိုတိဆောက်ထားတယ်။အဲ့ဒီဆက်တွေဟာလက်တွေအဲဒီချေတို့ daily life လက်တွေပွားမှာလက်တွေလုပ်ငန်းခွင်တွေထဲမှာအသုံးဝင်နေတာပဲဖြစ်ပါတယ်။ဆက်ကြည့်အောင်ဒီမှာကြည့်မယ်ဆိုရင် hydraulic brake hydraulic brake ရေအားသုံးဒီ brake ပေါ့နော်ရေအားသုံး brake system ကိုပြောမယ်ဆိုရင် hydraulic brakes are used in cars and other vehicle hydraulic brake ကိုဘယ်ဒီမှာ သုံးလဲဆိုရင်ကားတွေနဲ့တခြား vehicle တခြားစက်ပစ္စည်းတွေရွေးရှားစေတဲ့စက်ပစ္စည်းတွေမှာအသုံးပြုတယ်ဒီမှာ figure ကိုကြည့်မယ်ဆိုရင်ကားရဲ့ hydraulic disc brake system ရဲ့အလုပ်လုပ်ပုံကိုပြထားတာပဲဖြစ်ပါတယ်။မင်းတို့လည်းဒီ hydraulic brake system ကိုသိကျင်ရင်ဒီချက်ကတော့ညွှန်ပြပေးနိုင်တာရှိပါတယ်။ဘာလဲဆိုရင်သူကအဲ Google မှာ အင်တာနက်ကိုကောင်းကောင်းအဲဝါကီပီးရီးယားအသုံးချလို့ရတယ်အကျိုးရှိရှိအသုံးချလို့ရတယ် Google မှာ hydraulic brake system ဒါမှမဟုတ်လို့ရှိရင် function of hydraulic brake system ဒါမှမဟုတ် operation hydraulic brake system ဆိုပြီးတော့ရိုက်ပြီးတော့ရှာကြည့်လိုက်အဲ့ဒီမှာ video file နဲ့ image တွေနဲ့အလုံးလုံးပုံအစစ်အစင်ကို လေ့လာတွေ့ရှိလို့ရမှာပဲဖြစ်ပါတယ်ကြည့်အောင် hydraulic brakes a hydraulic brake is a very useful machine it is used for mailing jute, hay, cotton, and also for the pressing of the automobile bodies and for shaping steel and metal sheet. Figure shows how a small effort applied on a hydraulic press is turned into a large force. Therefore, it is named force multiplier. အဲ့တော့ hydraulic press ကိုပြောမယ်ရေအားသုံးဖိစက်အကြောင်းကိုပြောမယ်ဆိုရင်အဲ့ဒီရေအားသုံးဖိစက်ဟာအလွန်ပဲဒီချေတို့ daily life မှာအရန်ကိုအသုံးဝင်တဲ့ဆက်ပစ္စည်းတစ်ခုဖြစ်ပါတယ်အဲ့တော့ဂုံလျှော်တွေထုတ်ပိုးတဲ့နေရာမှာ နောက်မျက်ခြောက်တွေနောက်ခြေဝါကုန်းတွေထုတ်ပိုးတဲ့နေရာတွေမှာနောက်ကားဘော်ဒီကို press လုပ်တဲ့နေရာနောက် steel တွေတက်ထူပြားတွေပုံဖော်တဲ့နေရာတွေမှာ အသုံးပြုပါတယ်သူက site အားနည်းနည်းပဲသုံးပြီးတော့သူကအားများများပြန်ပြီးတော့ထွက်လာတယ် ဆိုတဲ့သဘောတရားကိုအသုံးပြုထားခြင်းပဲဖြစ်ပါတယ်သူကသိငယ်တဲ့အားကိုအသိငယ်တဲ့အားဆိုင်လိုက်မယ်သိငယ်တဲ့အားကိုကြီးတဲ့အားဖြစ်ပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီ system ကို force multiplier လို့ခေါ်တာပဲဖြစ်ပါတယ်ဆက်ကြည့်အောင် the pressure of brain by applying effort fn on area a in small piston is pn equal fn by an according to the pascal law the pressure being is equal to the pressure p out exerted on area a out of a large prism အဲ့တော့ large prism ပေါ်မှာတက်ရောက်တဲ့ဖိအားနဲ့ small prism ပေါ်မှာတက်ရောက်တဲ့ဖိအားဟာအတူတူပါပဲ pressure ဟာဒီချက်တော့မှာ everything everybody ပေါ်မှာတက်ရောက်တဲ့ဖိအားဟာအတူတူပါပဲအဲ့တော့ဒီချက်တော့ pin နဲ့ p out နဲ့တူတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့ pin p out တူတယ်ဆိုတာ ਨੇ ဒီချက်ကဒီမှာခဏတစ်ချက်လောက်ပြောပြခြင်း ਨੇ ဒီတော့ pressure က p in equal to p out ဆိုပါစို့တော့ p equal to f i ဆိုတဲ့အတွက်တချက်တော့ f in a in f out a out ဘာကြောင့်လဲဆိုတော့တချက်တော့ p equal to f i a အဲ့ဒီ equation ကနေသွားတာပါအဲ့တော့ဒါကြောင့်မလို့ဒါ f in a in ဆိုရင်ဒါ p in small piston အတွက်ဒါဆိုရင် small small piston အတွက် out ဆိုတာကတော့ဒီချယ်တို့ဟာဒီမှာ large piston အတွက်လို့မှတ်ပါမယ်ဆက်ကြည့်အောင်ဒီမှာလဲ the upward force f out on area a out is ဒါဒီချယ်တို့ကဒီမှာအခုနပြောခဲ့တဲ့အတိုင်းပါပဲဒီချယ်တို့ p in p out ဒီမှာလဲရေးပြထားပါတယ်အဲ့ဒီမှာဒီချယ်က f in f out f in a in ဒီမှာဆိုရင် f out a out အဲ့တော့ f out အတွက်ဆိုလို့ရှင်ဒီချက်တို့ကဒီမှာဒီ equation နဲ့ p out အတွက်က f out a out အဲ့တော့ f out ဆိုတဲ့အတွက်ဒီချက်တို့က p out နဲ့ a out နဲ့ last precision ရဲ့ area နဲ့ last precision မော်တက်ရောက်တဲ့ p r နဲ့ မြောက်လိုက်မယ်ဆိုလို့ရှိရင် last person mode ကိုတက်ရောက်တဲ့ upward force f out ကိုရပါလိမ့်မယ်အဲ့လိုပါပဲ p in အတွက်လည်းဒီပုံစံအတိုင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာဆိုရင် f out ကိုလိုချင်တဲ့ p in နဲ့ a out နဲ့အဲ့တော့ f out equal to f in a in p in နေရာမှာ p equal to f in a နေရာမှာအစားသွင်းလိုက်တာပါပဲဒီ formula နဲ့ရှာလို့ရပါတယ်အဲ့တော့အဓိကကတော့ဒီချက်တို့ကပတ်ရမှာက formula concept ကို အာစနစ်တကျနဲ့နားလည်လာခဲ့တယ်ပြန်လဲပြန်ပြီးတော့အစားသွင်းပြီးလက်ကျင်ကြည့်တတ်တယ်ဆိုလို့ရှိရင်ဒီ equation တွေကအလွတ်ကျက်စရာမလိုဘဲနဲ့ရသွားပါလိမ့်မယ် Assuming there is no friction in the hydraulic press system, the work done by the effort equals the work done by the upward force. အဲ့တော့ဒီ hydraulic press system မှာဆိုရင် friction မရှိဘူးဆိုပြီးတော့ယူဆမယ်။တချို့လို friction ကိုထပ်မစင်စားဘူး။အဲ့ဒီနေရာမှာ site အားကြောင့်ပြီးမြောက်တဲ့အလုံးနဲ့ upward force ကြောင့် ရွေ့သွားတဲ့အလုံးနဲ့ဟာ equal ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီချေတို့က work in equal to work out ပါဒါကြောင့်မလို့ w equal to fs အရာအရင်ထဲကသိခဲ့ပါတယ်ဒီချေတို့က w equal to fs ဆိုတော့ f in s in f out s out ဘာလဲဆိုတော့ work done ဟာ equal to fs ဆိုတဲ့အဓိပ္ပာယ်ဒီချေတို့ကဒီမှာ s မသုံးမဲနဲ့ l သုံးတယ် small piston လေးရဲ့သွားတဲ့ land distant travel အဲ့ဒီ distant travel သုံးတဲ့နေရာတွေမှာရှေ့ရလဲပြောခဲ့ပါတယ် s သုံးလို့ရတယ် d သုံးလို့ရတယ် h သုံးလို့ရတယ် l သုံးလို့ရတယ် s ကလည်း land အဲခရီးတာအကွာဝေး land နဲ့သုံးပါတယ် land နဲ့အတိုင်းနဲ့သူကဒီမှာ unit ဆိုရင်ဒီချေတော့မီတာနဲ့ထွက်မှာပေါ့နော် unit ဆိုရင်မီတာနဲ့ထွက်မယ်အဲ့လိုအတိတ်ပဲပါအဲ့တော့ဒီမှာ walk in နဲ့ walk out နဲ့အတူတူပါပဲဒါကြောင့်မလို့ f in l in f out l out fs နဲ့လည်းအစာသွင်းပြီးတော့မှတ်လို့ရပါတယ်။ဒါမင်းတို့ဒါအဆင်ပြေသလိုမှတ်လို့ရပါတယ်เนาะဒါအတူတူပါပဲ formula concept ကိုနားလည်လို့ရှိရင်ကောင်းကောင်းဖြည့်ရှင်းနိုင်မှာဖြစ်ပါလိမ့်မယ်ဆက်ကြည့်အောင် hydraulic lift another useful machine based on pascal law in hydraulic lift as shown in figure by applying a small force on the small piston produce a large upward force on the large piston which can lift a large load ဒီမှာဆိုလို့ရှိရင် small piston ဘောကို small force တစ်ဖက်မှာတက်ရောက်လိုက်မယ် small piston ဘောတစ်ဖက်မှာတက်ရောက်လိုက်မယ်ဆိုလို့ရှိရင် large piston ဘက်မှာတော့ကြီးမားတဲ့ upward force ပေါ့ပင့်တင်အားကိုထုတ်ပေးတယ်ကြီးမားတဲ့ဝင်ကိုပင့်မစေနိုင်တယ်ဒီကနေပြီးတော့ဒီမှာ plumbic closed system ထဲမှာရှိတဲ့ fluid ထဲမှာဒီမှာက PR တခု small piston ball ကို small force ဆိုဖိအားနည်းနည်းပဲတက်ရောက်ပေမဲ့ဒီမှာရှိတဲ့ဝင်သွားတဲ့ဒီ pressure တက်ရောက်မှုကတော့ဒီမှာ last piston ball ကိုတက်ရောက်တဲ့ p out က last force ကို ဖြစ်စေပြီးတော့ upward force last force ကိုဖြစ်စေတဲ့ last piston ball မှာတက်ရောက်တဲ့ upward force ကြီး large above ကိုဖိစေပြီးတော့ကြီးမားတဲ့ဝင်ပေါ့ဒီမှာကားကိုတခါတယ်အပေါ်ကိုမြင့်တင်နိုင်တယ်ပင့်မစေနိုင်တယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီချက်အခုပြောခဲ့တဲ့ hydraulic brake hydraulic press hydraulic car brake system hydraulic lift အားရရဲ့အကြောင်းကို video file နဲ့ image တွေနဲ့ကြည့်ကြည့်လို့ရှိရင်ဒီ operation system တွေကိုခေါင်းစဉ်ရိုက်ထည့်လိုက်ပြီးတော့ Google မှာမင်းတို့ ကြကြပြန့်ပြန့်လေ့လာမယ်ဗီဒီယိုဖိုင်တွေကြည့်မယ်ဆိုရင်ပို့ပြီးတော့လက်တွေ့ကြကြနားလည်လာမှာဖြစ်ပါတယ်ဆက်ပြီးတော့မင်းတို့တချေပြောသလိုလေ့လာကြည့်ကြပါနော်ကဲအိဇမဲ3.11ကိုကြည့်ရအောင် a small fistin of the hydraulic lift has cross sectional area of 3 into 10 power minus 4 meter square and its last piston has a cross sectional area of 2 into 10 power minus 2 meter square. What must the downward force be applied to small piston for the lift to rise a load whose weight is 15 kilonewton ဒါကတော့ pascal law နဲ့ပတ်သက်တဲ့ example ပုံစံလေးဖြစ်ပါတယ်အဲ့ဒီမှာဒီချက်တော့ last အဲဒီ hydraulic press မှာရှိတဲ့ cross section ရဲ့ area small piston အတွက် small business အတွက်ဆိုဒီချက်တို့က a in လို့သတ်မှတ်ပါမယ်เนาะရှေ့မှာလည်းပြောခဲ့ပါဗါးအဲ့တော့ area of small business a in ကပေးပြီးသား a out လည်းပေးပြီးသားအဲ့တော့ weight of the load နဲ့ upward thrust နဲ့တူတူပါပဲအဲ့တော့ last piston မှာတက်ရောက်တဲ့ upward force upward thrust နဲ့ load ရဲ့ weight နဲ့အတူတူပါပဲဒါကြောင့်မလို့ load အတွက် weight ဆိုလို့ရှိရင်ဒီချက်တို့က F out နဲ့သတ်မှတ်ပါတယ်။ဒါကြောင့်မလို့ဒီမှာ F out က15 kN 50 10 3 N အဲ့တော့ Pascal law အရာ P in နဲ့ P out နဲ့အတူတူဆိုတဲ့အချက်ကိုအစားသွင်းလိုက်မယ်ဆိုရင်ဒီချေတို့လိုအပ်တဲ့အဖြစ် small piston ပေါ်မှာတက်ရောက်တဲ့ R F in ကိုရပါလိမ့်မယ်။စူးစမ်းပြီးတော့လေ့ကျင့်ပြီးတော့တွေ့ကြည့်ကြအောင်နော်။ review exercise ဆက်ကြည့်ရအောင် which machine are based on pascal law in daily life ဒီချက်တော့နေ့စဉ်သုံးဖို့ကမှာ pascal law ကိုအခြေခံပြီးတော့ဘယ် machine တွေကိုအသုံးပြုထားလဲမေးတာပါသိပြီးသားပါ hydraulic brake hydraulic press hydraulic lift are based on pascal law in daily life ဒီသုံးမျိုးအကြောင်းတော့မင်းတို့ဆက်ပြီးတော့ Google မှာ Wikipedia ကြည့်ကြည့်ပြန်ပြန် video file နဲ့ image တွေနဲ့လေ့လာကြည့်ကြပါနော် ဒီချက်ဒီနေ့တင်မဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်